အလုံးမင်္ဂလာပါရှင်ဒီကနေ့မလ6ရက်သတာပရိနေ့အတွက်မလို့တာခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်မနေ့ညက6နာရီနဲ့စနေနေ့အချိန်တွင်မြင်းကလေးများလောက်ခဲ့ရောကချင်ပြည်မှာတစ်ကြိမ်နဲ့ရှမ်းပြည်မှာ၅ကြိမ်စုစုပေါင်း6ကြိမ်ထပ်မံလှုပ်ရှားခဲ့ပါတယ်ရှမ်းပြည်တောင်ကြီးမြို့မှာအရှင်းမြောက်ဘက်ပိုင်း၁၁၈မိုင်ခန့်ကျိုင်းတောင်အနောက်ဘက်၆၂မိုင်အကွာမိုင်းရှုအနီးတောင်ဘက်တောင်နှန်းဒေသအောက် အနက်6မိုင်ကျော်မှ Richter scale 3.3နဲ့3.5အဆင့်ရှိမြင်ကလေးဟာမနေ့ညကမြန်မာစံတော်ချိန်ည10:00နာရီ6မိနစ်အချိန်ကနေ10မိနစ်ခြားက2ချိန်ဆက်လိုက်ထပ်မံလှုပ်ရှားသွားခဲ့ပါတယ်။ဒီကနေ့ညနေအထိကချင်ပြည်မှာနေအောင်ကွက်ချမိုးရွာနိုင်ပြီးရွာရင်ရအောင်60ဖြစ်ပါတယ်။စကိုင်းတိုင်းချက်ပိုင်းတနင်္လာရီတိုင်း ကရင်ပြည်နဲ့မွန်ပြည်တို့မှာတင်းသေးနဲ့ဖြစ်တော်မီကျန်တိုင်းနဲ့ပြည်နယ်တို့မှာအများအပြားသားရပါမယ်။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတင်းသေးတဲ့ဖြစ်တော်နေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတင်းအနေငယ်ဖြစ်တော်နေပါမယ်။မြမပင်လယ်ပြင်မှာတော့ဆိုင်းအနေငယ်ကနေလှိုင်းအသေးအသေးရှိပါမယ်။စကိုင်းတိုင်းထက်ပိုင်းတနင်္လာရီတိုင်းနဲ့ကချင်ပြည်တို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်ရှင်။ကျမနွေနွေပါ